တော်လန်ရေးမှာကြာတန်ခဲ့တဲ့ခြေတော်တစ်ဖက်ကျွန်တော်သူ့ကိုစတွေ့ပြီးခင်မင်ခွင့်ရတော့မြို့ရဲ့စင်ကြေပုံးရက်ကွက်ဘီလျက်ကုံတစ်ခုမှာအရက်၅ပေ၅လက်မှခပ်ပြက်ပြက်အရက်မှာအသားညွညွမျက်ခုံးမျက်လုံးကောင်းကောင်းစပင်အလဲခွဲနဲ့မိမချောချောသူတယောက်တို့ပဲမဲ့လက်ရည်နဲ့လူမိုက်စင်းဝင်လူငယ်တအူး ကျူတံကိုခတ်ဆဆကင်ထားပုံကဒုက္ကိုင်ကျွမ်းကျင်နေသူတယောက်ရဲ့ဟန်ပန်အမှုရာအဲ့ဒီအချိန်ကိုပြန်စင်းစားတော့1999 2009နှစ်ဝင်းကျင်2021ခုနှစ်ဖေဖော်ဝါရီဆရာနာသိန်းတော်မထင်မှတ်ပဲဆန္ဒပြဝဲတွေရဲ့ရှေ့တန်းနေရာမှာအံ့ဩကြီးစွာနဲ့သူ့ကိုကျွန်တော်တွေ့လိုက်ရသည်သူကျွန်တော်ကိုပြုံးပြနှုတ်ဆက်သွားသည် နောက်တော့ မြို့ပြပျောက်ကြားတိုက်ပွဲတစ်ခုမှာသူကြာဆုံးခဲ့တယ်။မရှင်တစ်ခုပေါ်ဆောင်ရင်းပြန်အဆုံမှာပြက်ခတ်ခံရပြီးကြာဆုံးခဲ့ရကြောင်းကျွန်တော်သိလိုက်ရသည်။သူနေထိုင်ကြီးပြင်းခဲ့ရာမြို့အုံရက်ကွက်နဲ့ရွာကြားတောဆက်တနေရာပျောက်ကြားတိုက်ပွဲမှာကြာသွားတာဖြစ်ကြောင်းကျွန်တော်သိရသည်။အဲ့ဒီနေ့ကသူနေသိမ့်မကောင်းလို့မရှင်ပေါ်ဆောင်ရာကိုမလိုက်ဖို့တချို့ကတားမြစ်ကြသည်လို့ ကျွန်တော်တရင်စကားကြားရသည်။တွားမိသူများအတွက်သူစိတ်မချနိုင်ခဲ့။သူကငယ်စဉ်ကတည်းကတငယ်ချင်းအပေါင်းအသင်းမြင်သည်။အနစ်နာခံသည်။သူကသာခေါင်းခံလိုက်ခြင်းသည်။သူကသာဖြေရှင်းလိုက်ခြင်းသည်။သူကြဆုံးကြောင်းအကြောင်းကြားတဲ့နေ့ကသူ့အကြောင်းကို ကျွန်တော်တနေ့ကုန်ထိုင်စင်းစားနေမိသည်။ຫນွေອູ້ຫຼາຍລົງແດ່ໂກບໍ່ລູຈောက်ຕູປາວင်ແກ່ດແລ້ຈົນບໍ່ຕິ စဉ်းစားပုံဖော်ကြည့်လို့လည်းမရသူ့စိတ်နဲ့သူ့ဘဝဖြတ်တန်းပုံကိုတော့လူငယ်ဘဝကလေးကအတူအိတ်အတူစားအတူနေခဲ့ကြသည့်နှစ်များစွာမှာသူ့အကြောင်းနဲ့သူ့စိတ်ဓာတ်ကိုကျွန်တော်ကောင်းစွာသိခဲ့သည်သူနဲ့နိုင်ငံရေးဆက်ဆက်ကြည့်လို့မရပါ2000ပြည့်နှစ်တွေကလပိတ်ရေဆိုင်ရင်ကျေးမှုနဲ့လမ်းထိပ်အုပ်ခုံပလပောင်းအုပ်စုဖွဲ့လေးတွေခေကောင်းနေတော့မယ် ရော့ဂီတာအာကာမောင်တန်ခေစားနေစေဟေးဟော့ဂီတာကလည်းထိုးပေါက်စလူငယ်အုပ်စုတွေလည်းပေါ်ပေါက်လာပါကြတချို့မြို့စင်ကြေဘုံရက်ကွက်နပိတ်ရည်ဆိုင်လေးတွေမှာဘီလီယက်ခုံလေးတွေတွဲထားတတ်သည်စမတ်ဖုန်းနဲ့အင်တာနက်နယံကတီဗီပေါ်မှာဘောလုံးပွဲတွေတိတ်ခင့်မစားသည်လပတ်ရည်ဆိုင်မှာတော်ကီပွားအငင်းပွားကြသည့်ခေတ္တ နိုင်ငံရေးစိတ်ဝင်စားသောလူငယ်ဆိုတာအင်မတန်ရှားသည်နိုင်ငံရေးစကားတွေလည်းမပြောကြဆရာနာရှင်တန်းရွှေခင်နဲ့ထောက်လန်းရေးခင်ညော့ထဲလည်းနေသည့်ခစ်တွေဝါရဖြန့်ပညာရေးမှာအသားတကျခောက်ယိုးကျိုးနေကြတဲ့လူငယ်တွေနဲ့မိဘတွေမွေကြီးချမ်းသာသူနဲ့ပညာတတ်အတိုင်းဝန်ကပညာရေးဆိုတာကိုစိတ်တက်ကတူနဲ့တက်ကတူဝင်ခွင့်ရရေးတာဦးစားပေးကြသည် ဒုတိယတန်းစားကတော့အင်ဂျင်နီယာနဲ့ရှိနေကျန်တာတွေကတော့ဘာမှမဟုတ်ပွဲတက်ပုံတစ်ခုတည်းသာလူပတ်ဝင်းကျင်တွင်လဲဆရာဝန်နဲ့စစ်ဘုံများသာလူရဝင်ပြီးကြွားဝါနေကြသည်ခေထို့သောသောခင်မျိုးတွေမှာ ကျွန်တော်တို့ကြီးပြင်းခဲ့သည် အလင်းအင့်လို့ပြောကျင်သည်က1998 99ကာလမှာပညာရေးစနစ်စတင်ပြောင်းသည် ကျုံနှစ်ကကျွန်တော်တို့ကိုရန်နဲ့ဘာသာရက်လိုက်အတွဲတွေခွဲကြတော့စိတ်ကြိုက်မြမစာအတွဲကိုယူတာက ကျွန်တော်ပါဝင်အထက်တန်းကျောင်းကြီးတစ်ကျောင်းလုံးမှာ၅ဦးသာရှိခဲ့သည် အထက်တန်းကျောင်းသား300ကျော်ရှိခဲ့သည့်ကျောင်းကြီးဖြစ်သည်၅ဦးထဲနဲ့အတွဲတွဲစာသင်ခန်းတစ်ခန်းဆရာဆရာမတီးတန့်မပေးနိုင်လို့ဝိဇ္ဇာတွေဖြစ်သည့်ပထဝီသမိုင်းဘောဂဗေဒကိုကျောင်းကဆရာဆရာမတွေက ပြောင်းယူခိုင်းခဲ့သည်ထို့သောသောပညာရေးစနစ်ထဲတွင် ကျွန်တော်တို့ကြီးပြင်းခဲ့ရပါသည်ထိုစဉ်ကလေးကကျွန်တော်ကကဗျာနဲ့စာပေဘက်ကိုရိမ့်နေပြီးစာတို့ပေစာကဗျာတွေလည်းရင်းနေခဲ့ပြီဒါကကျွန်တော်တို့ဖြတ်တန်းခဲ့ရသည့်အပိုင်းပဲကျောင်းကတငယ်ချင်းတွေထက်ပြင်ပလောကရက်ွက်တဲကတငယ်ချင်းတွေနဲ့ပိုးလို့ပေါင်းဖြစ်ခဲ့သည်တခါတလေအတန်းပေါ်တငယ်ချင်းတွေ နေထိုင်ရာရက်ွက်တဲ့အိမ်တွေကို လိုက်လေသည်လည်းရှိသည်ကျွန်တော်ကမြို့စင်ကြေဘုံရက်ကွက်သူတို့ကမြို့အစွန်ရွာအဆက်နယ်ကြားကရက်ကွက်လေးတစ်ခုမှာတကယ်ကိုဇရဲလက်ရဲစိုးသွမ်းလူမိုက်တွေပေါ်သည့်နေရာညမောင်ရင်လူစိမ့်မဖြစ်နေတော့လမ်းဘေးအုပ်ခုံမှာဂီတာတီးနေတာတွေ့ရင်လှဲ့မကြည့်နဲ့ကြည့်မိလို့ကတော့ဘာကြည့်တာလဲဘာထားလဲမင်းကဘာကောင်းလဲဆိုပြီး ထိုးကြကြိတ်ကြသည်အဲ့ဒီလိုရက်ကွက်လက်ဖက်ရည်ဆိုင်မှာလဲလူစိမ်းသွားမထိုင်မိစေနဲ့ထိုင်မိပါကလည်းအေးစေးတောက်ပြန်ဘေးဝိုင်းကိုငယ်ဆောင်ကြည့်တာဘေးရှိုးရှိုးတာများမလုပ်လေနဲ့ပုံနေတဲ့ရင်တွေကွန်တရွေထွေးတာကအစဂရိနဲ့ဘေးလူမတိခိုက်အောင်လုပ်ရသည်အဲ့လိုမဟုတ်လို့ကတော့ထိုင်နေသည့်ခွေးချေခုံပူနဲ့ကန်ရိုက်တက်ကြသည် ထိုစဉ်ကလပိတ်ရည်ဆိုင်တွေကခွေးချေခုံပုလေးများနဲ့မြေကြီးပေါ်ခြေချစောင့်ကြောင်ထိုင်ကြတာများသည်ကျွန်တော်တငယ်ချင်းလပိတ်ရည်ဆိုင်ကထိုမျိုးအစုံရက်ွက်တဲကလမ်းစုံမှာဖွင့်ထားသည်အဲ့ဒီဆိုင်လေးမှာပဲသူနဲ့စတင်တည်ကျွမ်းခွင့်ရခဲ့ခြင်းဖြစ်သည်သူ့အမိကိုကျွန်တော်တို့ကဇေယကြီးလို့သာခေါ်သည်ဆိုခဲ့တယ်လို့ပင်အသားညိုစိမ့်စိမ့်မှာမျက်လုံးမျက်ခုံးကမိန်းကလေးအရှုံးပေးရသည် အလဲကွမ်းစပင်ခစ်စားပြီးတော့ချက်ပြုတ်ပစိုးအဲ့ဒီချက်ပြုတ်ပစိုးဆိုတာကအဲ့ဒီခစ်ကလူငယ်တွေပစိုးစင်းဒီတစ်မျိုးပေါ့ချက်ပြုတ်ပစိုးစိတ်တလုံးအလဲနဲ့ရှက်အင်းကြီးလက်တူကိုလမောင်းနှစ်ဖက်လိတ်တင်ထားတတ်သည်အဲ့ဒီစတိုင်ကအဲ့ဒီအချိန်ရဲ့ခက်ခော်ခော်လူငယ်တွေဒီဇိုင်းပင်ဇေယကြီးပါဝင် ကျွန်တော်တန်းပေါ်တငယ်ချင်းတစုကရက်ွက်ရဲ့တက်လူငယ်အုပ်စုချက်ကနေဆိုရိုက်ပြီးသား ဇေယကြီးကထိုအထဲကလက်မြန်ချေမြန်လရဲစရဲသူ့ကြည့်လိုက်ရင်တော့ပြုံးစီစီတချို့အုပ်စုလိုက်ရံပွဲတွေကဓာထိုးမှုလိုမျိုးအထိဖြစ်ခဲ့ကြသည်တပတ်အဖွဲကရက်ကွက်လူမိုက်အကြီးစားလိုမျိုးခိုင်းစားတွေကိုပင်ခေါ်လာပြီးရှင်းယူကြရသည်တငယ်ချင်းတယောက်ယောက်ကများ တခြားအဖွဲနဲ့ဖြစ်လာမယ်ဆိုရင်တော့အုပ်စုလိုက်လိုက်ပြီးစော်ကြခတ်ကြသည်ရေးစားလူပေါ်လူဘက်တွေဖြစ်လာရင်လည်း အုပ်စုလိုက်ချိန်ထိုးကြတာမျိုးရှိသည်အဲ့ဒီလိုပွဲမျိုးဆိုရင်တော့ဇေယကြီးတို့ကလက်မရှောင်ပါပစိုးကတ်တတို့စီးပြီးကုန်းလေးမြုံပြီးလိုက်လာတတ်သည်သူကိစ္စမဟုတ်ရင်လဲတငယ်ချင်းဆိုတဲ့တန်ရုံးစင်နဲ့သူလိုက်ရှင်းတတ်သည်တခြားသူများကိုလည်းတမင်တကာဘူကြဆိုးမှု ရန်ရှာတာမျိုးတော့သူမလုပ်ပါကျွန်တော်ကကျောင်းမာထက်သူတို့နဲ့နေရတာကိုပူပြောသည် ။ညာအိတ်ချိန်တွေဆိုရင်လည်းသူတို့နဲ့ရှိနေတတ်တယ်။အခါကြီးရဲ့ကြီးတွေနဲ့ပွဲလန်းသပင်မျိုးမှဆိုရင်တော့ကျွန်တော်တို့အုပ်စုလိုက်သွားတတ်ကြတယ်။ကစုံညောင်ရီသွန်းပွဲ၊ကစောင်းတိုင်းဖျားပွဲ၊တရင်ကျုပ်လိုမျိုးပွဲတွေမှာအုပ်စုလိုက်သွားတတ်ကြတယ်။ရံပွဲတွေမှာကိုပိုင် စပိန်တွေထုချေခံရတာဖြက်စည်းခံရတာနဲ့ကြံခဲ့ရတာမျိုးတွေလည်းရှိတတ်ကြသည်။ထိုခါမျိုးမှာတော့ကို့အိမ်နဲ့ကိုရှင်းကြပြီတော့ ပျက်စီးကြံခဲ့သည့်စပိန်နှင့်တချို့ပစ္စည်းများအတွက်အင်္ဂမိဘများကိုဖြည့်ရှင်းကြရသည်မိဘတွေကလည်းစူပူပြီး၂ရက်၃ရက်ဆိုရင်တော့အိမ်မှာပဲငြိမ်ကုပ်နေကြရပြန်သည်တကြံပွဲမျိုးမှာလဲအမတ်တရများစွာက Highland, Nissan ၄၅ကြိတ်အမိုးပွင့်လိုင်းကားလေးများကိုတငယ်ချင်းများစုပြီးငားကြသည်။စာမိုးဝဲပြီးလို့နွေရာသီចောင်းပိတ်ရက်ကလေးကပတ်စံစုရသည်။ဓာတ်စီစုရသည်။ ကားကိုကြိုပြီးချိတ်ဆက်ငါရမ်းပြီးတော့စရံငွေကြိုပြီးပေးထားကြရသည်တက်နိုင်သူကတက်နိုင်တယ်လို့မတက်နိုင်သူကလည်းတရက်တန်းသည်နှစ်ရက်တန်းသည် လိုက်ခွင့်ရကြသည်ထိုတကြံပွဲမျိုးကတော့စိတ်ကြိုက်တောက်စားပြီးရန်ဖြစ်ကြသည့်အခါမျိုးပါပဲအဲ့ဒီလိုပွဲမျိုးတွေမှာလဲဇေယကြီးကတက်တွက်ကြွကြွလက်မြန်ချေမြန်လူငယ်ဘဝလမ်းမများကခတ်တူတူပဲအဆုံးတတ်ခဲ့ကြရသည် ကျွန်တော်တို့တနရာစီသွားခဲ့ကြသည်ကျွန်တော်ကစောစီးစွာအိမ်ထောင်ကြမိသားစုအရေးနဲ့စပေးကြပြဘက်ကိုလိုက်ခဲ့သည်ရန်ကုန်စပေးလောကကနေသတင်းမီဒီယာလောကဘက်ကိုကူးပြောင်းခဲ့သည်မြို့ကိုပြန်အခြေချအချိန်မှာတော့တချို့သောအရာများစွာ ပြောင်းလဲခဲ့ပါသည်မြို့အစွန်ကတငယ်ချင်းလက်ဖက်ရည်ဆိုင်လေးနေရာမှာကားဂိတ်တစ်ခုဖြစ်နေပြီမြို့အစွန်ရက်ကော့ကနေမြို့ရဲ့အရေးပါတဲ့အစိပ်ပိုင်း ရက်ကွက်ကြီးလိုလူတွေအတော်စီကားနေသည်ခင်းတဲ့နိုင်ငံရေးအခြေအနေတွေကပြောင်းခဲ့သည်စမတ်ဖုန်းတွေတွွွင်ကြဲကြဲသုံးလာကြပြီလက်ဖက်ရည်ဆိုင်တွေမှာအင်တာနက် Wi-Fi နဲ့နေရန်ကပ် TV တွေမှာဘလုံးပွဲတွေအမြဲမပြတ်ပြနေပြီ2010ရွေးကောက်ပွဲကိုဟန်ပြလုပ်ပြီးစစ်ကောင်းဆောင်တအူဖြစ်သည့်ဦးသိန်းစိန်ကိုသမရရာသူပေးလိုက်ကြသည်လူတွေနိုင်ငံရေးကိုပြောကြပြီး နိုင်ငံအရေးကိုစိတ်ဝင်စားကြပြီးတရင်းစာနဲ့ဂျာနယ်တွေလွတ်လပ်မှုအနှဲငယ်အောက်မှာအများအပြားထွက်လာကြသည်လူတွေနေ့စဉ်သတင်းတွေဖတ်ကြသည်နောက်တော့ဂျာပြတ်ရွေးကောက်ပွဲထုံမတဆင်2015ရွေးကောက်ပွဲကြီးအတွက်အပြရင်ဆိုင်မဲဆွဲခဲ့ကြတော့သည်ကျွန်တော်သိခဲ့သောမြို့ဆောင်ရက်ကွက်လေးတို့လည်းနိုင်ငံရေးမဲဆွယ်ပွဲများနဲ့ပါတီကိုယ်စားလှယ်လောင်းများ ရောက်ခဲ့ကြပါသည် ူ့အကြောင်းကိုကျွန်တော်စုံစမ်းပါလေ။သူចောင်းစာတွေနဲ့ဝေးရာပြင်ပကဘာတွေမှာလှဲ့လေကျင်လေနေကြောင်းသိရသည်။တချို့မျိုးတွေကိုလည်းရွေလျားသွားလာအလုံးလုံးနေကြောင်းကြားသိရသည်။သူတိတ်အစင်မပြေတာကိုလည်းကြားရသည်။တခါတလေလဲသူ့ကိုမျိုးရဲ့လိုင်းကားပေါ်မှာစပယ်ယာအဖြစ်တွေ့ရတတ်သည်။ကွန်တရီလူထွေးကထွေးကဖြစ်ပင်ပြုံပြသည်။ ျွန်တော်တို့ခဏတစ်ဖြုတ်စကားပြောကြသည်ကျင်းလေဟာပဝင်းကျင်တွေ မတူကြတော့တိတ်မတွေ့ဖြစ်ကြ2021ဆရာနာတိန်းတော့လေသူပါဝင်နေမှုကိုကျွန်တော်တမန်ကရှန်ကာတာတွေးထင်သည့်အထိ သူ့ဘောကျွန်တော်လွဲမားစွာအထင်သေးမိပါသည်လဲနေလေအောင်မြင်းဆောင်ပါမကြမ်းစန့်ကျင်တော်လန်ကြသည့်ຫນွေဦးတော်လန်ရေးမှာရက်ွက်သားတယောက်အနေနဲ့ ရိုးရိုးသာပါဝင်ခဲ့သည်ထင်ခဲ့သည်နောက်မှသာတကယ့်ကိုတော်လန်ရေးကိုလူရောစိတ်ရောနှိမ့်မြုပ်လုပ်ခဲ့သည်ဆိုတာသိလိုက်ရသည်မတရားမှုတစ်ခုကိုလက်ပိုက်ခေါင်းငုံကြည့်မနေတတ်သည်လူငယ်တဦးဘဝကစိတ်ခံစားမှုမျိုးတပံနိုးထခဲ့ဟန်တူပါသည်လက်လက်ချင်းဒုတ်ဒုတ်ချင်းသူ့တပြန်ကိုတပြန်စော်ခဲ့ကြသည့်အချိန်ကနေအခုလို ငင်းချမ်းစွာဆန္ဒထုတ်ဖော်လို့မရသည့်အစုံလက်နက်ကင်တော်လန်ဖို့သူရွေးချယ်ခဲ့ပုံရပါသည်ဆရာနာရှင်တော်လန်ရေးမှာနိုင်ငံရေးပါတီရေးအာဏာခွဲဝေရေးဘာရေးညာရေးတေချာမသိပဲမတရားမှုတစ်ခုခေါင်းငုံမခံသင့်ဘူးဆိုရက်စိတ်တစ်ခုတည်းဖြင့်ပါဝင်ခဲ့ကြသူများပါသည်ထို့ထဲတွင် သူ့လိုမျိုးလမ်းဘေးပလက်ဖောင်းမင်းသား မိဘတွေအတွက်မလိမ္မာသောတအားစိုးများစွာပါဝင်ခဲ့ကြပါသည်မိဘတွေအတွက်တအားစိုးများရက်ကွက်အတွက်လူစိုးများသည်စိုးခဲ့မိုက်ခဲ့ကြပါမည်ဒါပေသည့်တချို့သောသူများကမယုံမာခဲ့ကြပါမရက်ဆက်ခဲ့ကြပါမကောက်ကျစ်ခဲ့ကြပါလူစိုးများတားစိုးများတဲ့ကတချို့လဲအသက်ပါပေးခဲ့ကြသည် တချို့လဲတော်တယ်တောင်တယ်လက်နက်ကင်တော်လန်ကြီးကို ပါဝင်ဆင်နွှဲနေကြသည်သူတို့စိတ်ကရှင်းပါသည်အာနာယာရေးမဟုတ်နေရာရရေးမဟုတ် အခွင့်ရေးယူရေးမဟုတ်စစ်အာနာတိမ့်မှုရဲ့မတရားမှုတစ်ခုကိုသာတွန်းလှန်နေကြခြင်းဖြစ်သည်တချို့သောတော်လန်ကြီးသမားများ၏စိတ်ဓာတ်များကရှင်းကြသည်သူတို့အသက်ခံတာချုပ်ယွင်းဆုံးရှုံးသွားတာကို မထီတလူစိတ်ထားနဲ့ပုံဖော်ကြပြန်ပါသည် အမေကိုခဏပဲလို့ပြောပြီးထွက်လာတာအရေးတဲ့ခြေတစ်ပတ်ကလည်းပြန်ပါမလာပြန်ဘူးအမေတော့ဒီသားကိုစူအောင်မယ်နဲ့တူတယ်ဆိုသည့်စာသားပဲထုတ်စာသားကိုလက်နက်ကိုင်တော်လန်ရေးသမားတူကလူမှုကွန်ရက်မှာရေးသားထားတာကို ကျွန်တော်ဖတ်လိုက်ရသည်သူတို့ဆုံးရှုံးသွားတာလူငယ်ဘဝကစပိန်တစ်ပိန်အဝိစားတစ်စုံ ဖနက်တရံမဟုတ်ပါပြန်လဲအစားထိုးမရနိုင်သည့်အသက်ခန္ဓာကိုလက်အင်ကအစိတ်ပိုင်းများပဲဖြစ်ပါသည် ထိုအရာများကို သူတို့စိတ်မပူပါ မနှမျောပါ သို့တော့သူတို့အိမ်ပြန်ကြရသည့်အခါသူတို့အမေကိုပြန်ပြောပြခြင်းအဆုခံရမည့်အရေးကိုသာ သူတို့စိတ်ပူခဲ့ကြပါသည် တချို့သောတားဆိုးများစွာ လူဆိုးများစွာနှင့် အခြားသောနယ်ပယ်အသီးသီးကမတူကွဲပြားသည့်လူငယ်များစွာဟာຫນွေဦးတော်လန်ရေးအတွက်သူတို့မိဘမိသားစုအတိုင်းဝိုင်းများကိုစွန့်ခွာခဲ့ကြရပါသည်ခဏလိုပဲပြောကာထွက်လာခဲ့ကြသူများအပီးတိုင်းပြန်မလာခဲ့ကြတော့ပါတချို့လဲပြန်လာရမည်ဆိုတာမသိကြနိုင်ပါ လူငယ်တွေရဲ့လမ်းဒီလိယခုံမှာ ကျူတံကိုစောက်ကင်ထားတဲ့လူငယ်တယောက်ဟာလမ်းပေါ်ကိုကွန်တရွေဖြစ်ခနေထွေးထုတ်ဖူးသည်အဲ့လူငယ်ပါပဲမတရားမှုတော်လန်ရေးရဲ့မြို့ပြပျောက်ကြားတိုက်ပွဲမှာသူ့သွေးတွေကိုဖြစ်ခနေထွေးထုတ်သွားခဲ့တယ်အာနာရှင်ကိုတော့ဒူးထောက်မသွားဘူး ကျွန်တော်ဇေယကြီးအတွက်ကြပြတပုတ်ရေးလိုက်ပါသည်သူ့လိုခဏလေးများစွာအတွက်လည်းဖြစ်နိုင်ပါသည်ယခုမြဝေတင်ဆက်ပေးသွားတဲ့ယသစာရန်ကိုရေးသားသူကတော့ငိမ့်ချန်းဝေ ဖြစ်ပါတယ်2023ဩဂတ်လ22ရက်နေ့ကမြေလက်အတံမီဒီယာမှာပါရှိတာဖြစ်ပါတယ်